ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခொနေသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြအောင်ဂမီယဘေးရင်မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှ9ရက်နေ့အထိတပတ်စာကြံပြု host တန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနဲ့ပြည့်ရဲ့ကိုတောင်းဆိုပါရစေအစ်စ်တန်တိအောင်လဲဘေးနာခေါင်းလုံးလေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟိုစတန်အိုအင်းနီယာပြောင်းရွှေ့နေထိုင်ရခြင်းအလုံနေယာပြောင်းလဲလုပ်ကံရခြင်းဖြစ်တတ်ပါတယ်ခရီးသွားလုပ်ငန်းများမကြခင်မှာပဲအဆင်ပြေလာပါလိမ့်မယ်အလုံထဲမှာစိတ်မပါပဲစိတ်ပြည့်ညင်းဝေနေရတဲ့တဲ့ထို့သောကြောင့်နေရလျင်အလုံပြောင်းလဲလုပ်ကံလိုက်ပါယခုကာလဟာပြောင်းလဲပြောင်းရွှေ့ခြင်းများကအဆင်ပြေစေတတ်ပါတယ်လူမှုရေးကိစ္စတစ်ခုအတွက်စိတ်ညင်ရတဲ့တဲ့ယနေ့သူတို့ရဲ့မနာလိုကြောက်တွင်းမှုခံရတတ်တာကြောင့်သတိပြုစေခြင်းပါတယ်ရေချမ်းမြေချခရီးသွားဖို့စီစဉ်ထား ားသူများတွားပြစ်ပါလိမ့်မယ်စိတ်ကြခြင်းစိတ်မကြည်ခြင်းဖြစ်လေရှိတတ်တာကြောင့်စိတ်ပစည်းစိမ့်မဲ့ကိစ္စများကိုတိတ်မတွေးပါနဲ့မိတ်ဆွေတို့များကိုတရိပ်ပြုပါစိတ်ဓာတ်ခွန်းပြန်လဲမွေးမြူ၍ကြိုးစားပါအယောင်ဝင်သမားတွေအတွက်ယခုကာလအယောင်ဝင်ဤနေတတ်ပါတယ်ရှေခနန်းငွေကြီးထွက်တတ်ပါတယ်ဂယုပြုပါပညာရေးကိစ္စမှလည်းမကောင်းသေးပါဝရိယအားလိုအပ်နေတဲ့အချိန်မျိုးပါစိတ်ပိုင်းဆိုင်ရာစိတ်ပါလက်ပါရှိဖို့လိုအပ်ပါလိမ့်မယ်ကျမကြီးကတော့ခြေထောက်နာတဲ့ချီချော်တာမျိုးလည်းဖြစ်တတ်ပါတယ်အခြေအေးကတော့အထီးကျန်ရ တဲ့အချိန်မို့မကောင်းသေးပါချစ်သူနဲ့နားလည်မှုလွဲစေတတ်ပြီးမိမိအပေါ်မကောင်းမြင်နေတတ်ပါတယ်အိမ်တော်ကြီးလည်းညံ့ပါတယ်ကံကောင်းစေသောကဏ္ဍများမှာတစ်လေးကိုကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောအယောင်မှာအနေရောင်ဖြစ်ပါတယ်ရေရေယနေဖြားမှာဘုရားကျော်ရှိခိုးကတ်လို့ပါတဏ္ဍရိသားသမီးများလုံးကိုစိတ်နှဖျားကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတဏ္ဍရိသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပြီးရေးပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပြီးခင်နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင် နဲ့ဗီရင်မင်းများဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြက်အောင်မြမရိုးရာပေရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တနင်္လာသားသမီးများတွေတပတ်စာဝေါ်စတန်ဒီကလာလုပ်ငန်းခွင်မှာပဲဖြစ်စေလူမှုရေးမှာပဲဖြစ်စေမနာလိုခံရခြင်းတိုက်ခိုက်ခံရခြင်းဖြစ်တတ်ပါတယ်မိမိအားမကောင်းပြောခြင်းမြောက်ပင်ခြင်းရှစ်တမျိုး၊ကိုရတမျိုးပြောခြင်းခံရတတ်ပါတယ်ဒီကလာစိတ်ပိုင်းဆိုင်ရာကာယပိုင်းဆိုင်ရာတဏှာမှုနဲ့စိန်ခေါ်မှုအစ်တွေတိုင်းမှာရင်ဆိုင်ရန်အကြံပြုပါတယ်ရီမန်းချက်ရွေချက်အတွက်အခုချိန်ဟာစူးစမ်းပန်းစားရင်ဆိုင်ရချိန်မှာအာမခံကိစ္စများကိုတော့တတ်နိုင်သမျှရှောင်မှာမြေနေရာကိစ္စများ စကားပြောဆိုရမယ်ပြည်ပလုပ်ငန်းများရဝင်းနဲ့ချိတ်ဆက်လုပ်ငန်းရသောလုပ်ငန်းများကာယလုပ်ငန်းများဝန်ထမ်းလုပ်ငန်းများကုန်ရုံးဝယ်လုပ်ငန်းများအချို့ပိအဆင်ပြေပါလိမ့်မယ်ပညာရေးကိစ္စတွေမှာမနာလိုမှုတွေကြားကစူးစမ်းရတဲ့ပါတယ်အောင်မြင်ပါလိမ့်မယ်ဆရာသမားမိဘတွေရဲ့ကူညီမှုများလိုအပ်နေပါတယ်ကျန်းမာရေးမှာခြေလက်စသည့်နေရာတို့တွင်မတော်တဆထိခိုက်ဒဏ်ရာရတဲ့ပါတယ်အခြေကိစ္စတွေမှာမနာလိုမှုနဲ့အတူဂျားလူဝင်ရောက်တွေးထုတ်တာမျိုးဖြစ်တတ်ပါတယ်ဂျားစကားဘေးစကားများကိုချင့်ချိန်ယုံမှာမဟုတ်ရင် င်စိတ်ပင်ပန်းရတာပါလေအိမ်တော်ကြီးမှာတာယာဖို့အတွက်ယခုကာလကနားလည်မှုတွေစိတ်ရှည်မှုတွေလိုအပ်နေပါလေကံကောင်းသေးသောကဏ္ဍများမှာ၄-၆ကဏ္ဍများဖြစ်ပါလေကံကောင်းသောအယောင်မှာအစိမ်းယောင်နဲ့နတ်သားယောင်ဖြစ်ပါလေရရရနေဖြာမှာဖြစ်စေမွေးနေ့ဂျုံမှာဖြစ်စေရွှေထီး၆လဲလူ၍စူတောင်းလိုက်ပါလေဒနယ်လာသားသမီးများလုံးကိုစိတ်နှဖြန်ကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဒနယ်လာသားသမီးများတွေတိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတစ်ခုရေးပြီးရေးပြီးအခြားသူများလည်းတည်နိုင် ဖို့အတွက်မြောက်ဝီပြီးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုများဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြအောင်မြမရိုးရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် အင်္ဂါအသားသမီးများတွေတပတ်စာဟော့စတယ်ကန်မေအကြမကြခင်မှာပဲကံကောင်းခြင်းတွင်ရရှိနိုင်သော ကာလဖြစ်တာကြောင့်မိမိရဲ့ကြိုးစားမှုညာဝရိယတို့နဲ့ပေါင်းစပ်မှုတို့ကြောင့်အရာရာအဆင်ပြေလာပါလိမ့်မယ်ဝေကံကောင်းနေရပြီးလက်လပငွေကြေးများစွာဝင်တတ်ပါတယ်ချက်ချီကန်စမ်းမဲများပေါက်တတ်တယ်ရရှိရရှိသောငွေကြေးများမြုပ်နေသောငွေကြေးများမထင်မဖဲပြန့်လင်းရရှိတတ်ပါတယ်မိမိပြောသလိုဖြစ်မြောက်၍လုံသမျှအဆင်ပြေတတ်ပါတယ်အကျံစီစိတ်ကူးသမျှအခွင့်လန်းအခွင့်အရေးကောင်းများရရှိမယ်လေးစား အားကြရသောသူတို့ချို့နဲ့ပတ်သက်ရင်းနှီးရမယ်။အမှုပညာလုပ်ငန်း၊ပညာရေးလုပ်ငန်းနဲ့စက်ပြိုးမွေးမြူရေးလုပ်ငန်း၊စက်မှုလက်မှုလုပ်ငန်းများတွင်အကျိုးအမြတ်ဖြစ်ထွန်းပါလိမ့်မယ်။နှစ်ကရန်ပါသောငွေကြေးဝင်မယ်၊လက်ဆောင်ပစ္စည်းများရတတ်တယ်။ပညာရေးနဲ့ပတ်သက်သောခရီးတစ်ခုထွက်ရမယ်။အသိပညာအသက်ပညာတစ်ခုရရှိမယ်။ဂျမားရေးအနေနဲ့ကောင်းမွန်ပါတယ်။စိုးရင်စရာမရှိပါ။အခြေရေးကိစ္စတွေကတော့ပျော်ရွှင်ပွဲကောင်းသော အချိန်တစ်ခုရလာပါလိမ့်မယ်။ချစ်သူစီမလက်ဆောင်ပစ္စည်းရတတ်တယ်။အိမ်တော်ရေးလည်းတာရပါတယ်။ကံကောင်းစေသောခဏများမှာတင့်န နလေးကနားများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာစိမ့်ပန်ရောင်ဖြစ်ပါတယ်။ရရရကော်ဖီနှစ်ခွက်နေပြားမှာကတ်လို့ပါ။အင်္ဂါသားသမီးများအားလုံးကိုစိတ်ငပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများဖွမှုရရှိကြပါစေ။အင်္ဂါသားသမီးများတို့တိုက်ဆိုင်မှန်ကမကအကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတယ်လို့တဲ့အခါထက်မြအောင်မြမရိုးရာပေးတဲ့ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဘူရူနာသမင်းများတွေတပတ်စာဟော့စတယ်အိုအင်းဆိုင်ကန်ဝင်မယ်မြေကိစ္စအိုအင်းကိစ္စအယောင်းဝယ်ဖြစ်မယ်လက်တလုံးငွေအဝန်အထွက်ကြီးမယ်မိမိလိုချင်လိုအပ်သောပစ္စည်းတချို့ရရှိမယ်ငါကနန်းပါသောငွေကြေးဝင်ရောက်မယ်လုပ်ငန်းစီးပွားရေးကိစ္စများအကျိုးဖြစ်ထွန်းနိုင်မယ်အယောင်းဝယ်သမားများရောင်းအားတက်လာမယ်တောင်ရလုပ်ငန်းနဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကောင်းမွန်ပါတယ်နိုင်ငံရေးအခြားကံကောင်းပါတယ်မိသားစုအတွက်ပြန်လည်ထောက်ကူနိုင်နိုင်မယ်ဇင်ကံပစ္စည်းဝင်ရောက်မယ်အထက်အကြီးကဲရဲ့ကုညီမဆောင်မှုခံရမယ်ကိုယ်ပိုင်မှု ဆိုင်ရာပစ္စည်းများဝင်ရောက်ပါကရဲတပ်အတွင်မှာအထူးလက်လာပါကောင်းနေမယ်။ပညာရေးကိစ္စတွေကတော့ရည်ရွယ်ထားသည့်များလက်တွေ့ဖြစ်လာနိုင်ပါတယ်။ဂျမားရေးကတော့အိမ်မပြောတာမကောင်းတဲ့အိမ်မက်မြင်မက်တာမျိုးခြေနိုင်ထိခိုက်မိတာမျိုးဖြစ်တတ်ပါတယ်။အခြေရေးကိစ္စတွေကတော့ချစ်သူစည်းကလက်ဆောင်တချို့ရရှိပါလိမ့်မယ်။အိမ်တော်ရေးလည်းတာယာပါတယ်။ကံကောင်းစီသောကဏ္ဍများမှာလင်းငါးခုနှစ်ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာရောနှောထားသောအယောင်ဖြစ်ပါတယ်။ရေရေနေအိမ်ပြားမှာတရက်ယူလှူပေးပါ။ဘုရူသားသမီးများလုံးကိုစိတ်နှ ပြားချက်မှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဘရိုသားသမီးများတွင်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတင်ပြလို့တဲ့အခါထက်မြအောင်မြမရူရဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါလေ။ ကျန်းသာရေးဌာနသမီးများတွေတပတ်စာဟောစတဲ့အမျိုးသမီးတူစီမှအကူအညီကောင်းများအကြံကောင်းဉာဏ်ကောင်းများလက်လာပငွေကြေးများရရှိမယ်၎င်းအကူအညီဖြင့်မိမိရဲ့လုပ်ငန်းတချို့အဆင်ပြေလာပါလိမ့်မယ်စီဝိုင်းရေးကိစ္စများတိုးတက်အောင်မြင်မယ်သင်ကြားရေးပညာရေးမွေးမြူရေးကိစ္စများအကျိုးပေးကောင်းမွန်ပါလိမ့်မယ်လက်တလုံးစေအေးချမ်းမှုပျော်ရွှင်ကြည်နူးမှုရရှိမယ်စိတ်တည်ငြိမ်စွာဖြင့်ဖြတ်သန်းနိုင်ပါလိမ့်မယ်အလူတန်းကိစ္စဘာသာရေးဆိုင်ရာကိစ္စများပြုလို့ရမယ်နေအိမ်ကိုခြေလေးချောင်းဝင်ပါလိမ့်မယ်ထူးဆန်းသောရုပ် ုံးတစ်ခုရောက်မယ်ဒါမှမဟုတ်လက်ဆောင်ပစ္စည်းရမယ်အကျွေးမီတချို့ပြန်လည်ရရှိမယ်မိတ်ဆွေတဦးအားအကူအညီပေးရတဲ့တည်းပညာရေးကိစ္စအကောင်းဝင်ပါတယ်အစဉ်ပြေကောင်းမွန်စွာကြော်ဖြတ်နိုင်မယ်ဂျမားကြီးလည်းစိုးရင်စရာမရှိပါမကြခင်မှာပဲကောင်းမွန်လာပါလိမ့်မယ်အခြေကိစ္စတွေကတော့တခါတလေအထူးကြံနေရတတ်ပေမဲ့စေးချမ်းရတဲ့အနေထားပါပဲအိမ်ောင်ကြီးကတော့ကလေးလူချင်းသူများမကြခင်ရရှိပါလိမ့်မယ်ကံကောင်းစီသောကဏ္ဍများမှာနှင်းငါးရှိကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအယောင်မှာမိခိုးရောင်ကြက်သွေးရောင်များဖြစ်ပါ တယ်ရရရနေပြမှာနှစ်စီပန်းဆယ်ပွင့်လိုပါဂျာသာပရိသန်သူများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဂျာသာပရိသန်သူများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီရင်မင်းများဆွနွေးတိုင်မြင်လို့တဲ့အခါထက်မြအောင်မြမရိုးရာဗီရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ချန်သားသမီးများတွေတပတ်စာဟောစတဲ့ယခုကာလအတွင်းမှာပျော်ရွှင်စရာသတင်းစကားကြားရခြင်းပျော်ရွှင်စရာကောင်းသောအခမ်းအနားပွဲလမ်းသဘင်များသို့တက်ရောက်ရခြင်းဖြစ်တတ်ပါတယ်ချက်ခင်ရသူတို့နဲ့ပြန်လည်ဆောင်စည်းရခြင်းအဆက်အသွယ်ရခြင်းများဖြစ်မယ်အိုအင်းနေရာထိုင်ခင်းရရှိခြင်းပြုပြင်ရခြင်းကောင်းသောပြောင်းရွှေ့ရခြင်းများဖြစ်လိမ့်မယ်ဂျင်းနီသောမိတ်ဆွေတို့နဲ့ဆုံတွေ့ရမယ်အင်တာဗျူးကိစ္စများထူးခြားစွာအောင်မြင်ပါမယ်လေကနဲနှစ်ကနဲငွေကြေးဝယ်မယ်အသည့်အနေနဲ့စိုက်ပျိုးရေးလုပ်ငန်းများအိုအင်းနေရာထိုင်ခင်းလုပ်ငန်းများစောက်လုပ်ရေးလုပ်ငန်းများ အနုပညာလုပ်ငန်းများပူးပေါင်းလှုပ်ဆောင်ရသောလုပ်ငန်းများအကျိုးပေးတံပါမယ်ပညာရေးနယ်ပယ်မှာအောင်မြင်မှုကလက်တကမ်းမှာပါရယူရန်တင့်ရဲ့ကြိုးစားမှုသာလိုအပ်ပါတယ်ကျမကြီးကောင်းမွန်ပါတယ်မြစ်တာကြီးမှာဒီကလာတင်နာရောက်လာသူကတင့်အတွက်စစ်မှန်ပါတယ်ကောင်းမွန်သောဟန်ချက်ညီတော်သူနဲ့ဆုံရလိမ့်မယ်တင့်မှာချစ်သူရှိနေပြီသားဆိုရင်တော့ဒီကလာဟာတင်နဲ့တစ်ချစ်သူကိုပျော်ရွှင်ပွဲအကြောင်းအရာတွေပေါ်လာလိမ့်မယ်အိမ်တော်ကြီးမှာလည်းတာယာအေးချမ်းလိမ့်မယ်အချိန်ကာလတစ်ခုထိတင်ကြိုးစားခဲ့ရတဲ့အေးချမ်းမှုမျိုးလည်းဖြစ်နိုင်ပါ ါတယ်။ကံကောင်းစေသောခဏများမှာ2လေး9ခဏများဖြစ်ပါတယ်။ကံကောင်းစေသောအရောင်မှာအဖြူရောင်စိမ့်ပြရောင်ဖြစ်ပါတယ်။ရရရနေပြမှာအဖြူရောင်အဝါရောင်ပန်းများနဲ့စပြစ်သီးများမကြခဏလူပိပီးဆူတောင်းပါလေ။တောက်ချာသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။တောက်ချာသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းပြန်ဆွေးနွေးတာမင်လို့တဲ့အခါထက်မြ အောင်မြမရူရာဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟော့စတန်ယခုကာလဟာရွေးချယ်စရာများခြင်းဝေကွဲရခက်ခြင်းကိစ္စတွေမကြာခဏဖြစ်ပေါ်တတ်ပြီးမိမိရဲ့အတွက်အကျိုးမရှိတဲ့ကိစ္စတွေနဲ့အချိန်ကုန်နေတတ်တယ်မိမိစိတ်ကူးတစ်ခုကိုသာဒစိုက်မမတ်စူးစမ်းလုပ်ကိုင်တတ်ပါတယ်အလုရှာနေသူများအလုရှာရခက်နေတတ်ပြီးကြံ့ကြာနေပါလိမ့်မယ်ခုနှစ်ကနန်းပါသောငွေကြေးဝယ်မယ်အယောင်ဝယ်လုပ်ငန်းများနဲ့ကုန်ပစ္စည်းတူလောင်သောလုပ်ငန်းများရွှေတယ်လုပ်ငန်းအလှပြန်အလှဆင်းလုပ်ငန်းများစောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူများအဆင်ပြေပါလိမ့်မယ်ခုနှစ်ရတာအတွင်း ေးရက်သည်ကံကောင်းလိမ့်မယ်ကြံသုံးရက်သည်ဂယုဆက်ရပါလိမ့်မယ်ပညာရေးကိစ္စတွေကတော့စာအုပ်အာယုံဆိုင်မရအောင်အနောက်ရှက်အနှဲငယ်ရှိပါတယ်ကျမ်းမာရေးမှာခြေလက်တို့တွင် မတော်တဆထိခိုက်မိတတ်ပါတယ်ဂယုပြုပါအခြေအကျိစ္စတွေကတော့တခြားကဏ္ဍတွေကြောင့်အချိန်မပေးနိုင်မဲရှိနေပါလိမ့်မယ်စိတ်ကူးရင်ဖို့လောက်ပဲကောင်းပါသေးတယ်ရွေးချယ်မှုမမားဖို့တော့တတိထားပါအိမ်တော်ရေးမှာအနှဲငယ်ညံ့ပါတယ်ကံကောင်းစဉ်သောကဏ္ဍများမှာ၄၆ခုနှစ်ကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအယောင်မှာအစိမ်းရောင်နန္တာရောင်တို့ဖြစ်ပါတယ်ရရရ ငိန်ပြမှာတတိခုနှမျိုးလိုပါဇနီသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇနီသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြအောင်မြမရူရဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမယိုရာဘီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမယိုရာဘီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်